ေရိုရင်ကြီးဟာလေကြောင်းတိုက်ခတ်မှုမှာအရသာလေးဦးထိခိုက်ဒဏ်ရာရရှိမန္တလေးဧပယ်12ရက်မန္တလေးတိုင်းတပိတ်ကြီးမြို့နယ်ကျေရိုရင်ကြီးရာတွင်လေကြောင်းတိုက်ခတ်မှုဖြစ်ပွားပြီးနောက်အရသာလေးဦးကထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတဦးကရက်ဘီကော့သတင်းဌာနကိုပြောပါတယ်ဒေသခံတဦးကအမျိုးသားတဦးအမျိုးသမီးတဦးပါအားလုံးကမစိုးရိမ်ရပါဘူး ပုံပဲထိရှားလောက်ပါပဲအဆောင်အုံကအနှင်းငယ်ပဲထိသွားတာလို့ review ကသတင်းဌာနကိုပြောပါတယ်ယမနေ့ညဧပြီ17ရက်နေ့တွင် အာနာသိန်းစိအုပ်စုကချက်ဖိုက်တာတစ်စီးဖြစ်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲပေါင်းနေရဘုံတစ်လုံးဖြစ်တပိတ်ချင်းမျိုးနယ်ရှိကျေယိုးပင်ကျေးရွာကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ရင်တိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်များနှင့် KDB အဆောင်အပါဝင် ထိခိုက်ပျက်စီးခဲ့ရပြီးမွားတစ်ကောင်ကတီဆုံးရသလိုရတားပြည်သူ၄ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်